အဲ့တော့နောက်ဆုံးဘာ quant ချမ်းမလဲ exciter လို့ခေါ်တဲ့ဒိုင်အုပ်ရဲ့ရေလိုက်တင်ဂီတာပြထားတဲ့ဘက်ကိုတတ်မှာကောင်းဟုတ်တယ်လေဒူမရှိပဲနဲ့ဘယ်ကမီးဖတ်မှာတော့ဒူမရှိပဲနဲ့ဟိုကောင်ဖီဒိုကတန်လိုက်မဖြစ်တော့ဘူးလေနော်အဲ့တော့ဒီကောင်ကလည်းဘလို့ပတ်လဲဆိုခုနကတော့ဒီမှာတွေ့ရအောင်အတူတူပဲတော့အထုပ်၄၂ထုပ်မပါတော့ဘူးဟာအထုပ်၄၂ထုပ်မပါတော့ဘူး ထုတ်လေးစနေထုတ်မပါတော့ဘူးဘလို့ပဲထုတ်လေးစနေထုတ်မပါဘလို့ပတ်တာလဲအဲ့တော့အရင်အေဇာတော့ point တင်ငန်းစာကိုဒီကောင်ပြောတာနားမလဲဒါအရင်တင်ငန်းစာတွေနားမလဲလို့ပဲမကြည့်ရလို့ပဲတေချာနားမလဲလို့နော်အဲ့တော့အရင်တင်ငန်းစာတွေကိုတေချာပြန်ကြည့်အေဇာတော့ point တင်ငန်းစာကိုတေချာပြန်ကြည့်မယ်အဲ့တော့စလိုက်ရအောင်စလိုက်ရအောင်ဆိုတော့ဖိုကောင်တွေကဘလို့ပဲဖြစ်မှာလဲဒီမှာလဲ1 2 3 4 5 5ไลน์ကိုကြော်တယ်ဟုတ်တယ်မဟုတ်လားအဲ3 4 6ခွန်ဒီလို9လိုင်းကြော်လိုက်တယ်ပြီးရင်ဒီမှာ8 9 10နဲ့ဒီ9လိုင်းကိုကြော်လိုက်တယ်ဒီလိုမိုးပဲပတ်ထားတာလေဒါ main coin ကြီးပတ်တဲ့ကောင်ဒါမိုးပတ်ထားတာနှစ်ပင်ဘူးပေါ့မိသုံးမဲ့ကောင်အဲ2ဥပတ်ကြီးပြည့်ပြီဆိုနောက်တစ်ထုပ်ကိုကူးဒါမိုး၄ထုပ်ပတ်ထားမှာဟုတ်တယ်မဟုတ်လားအဲ့ဒီကိုဟိုဆက်ဒီဆက်လုတ်ပြီးရလေကိုကမဆက်ချင်ဘူးတခါတည်းပတ်သွားနိုင်တယ်ဆိုလည်းပတ်ဘာမှမရှိဘူး ဒီ warning choir လည်းအတိုင်းပဲပတ်သွားတာနော်အတိုင်းပတ်သွားလို့လည်းရတယ်ဒါပေမဲ့ဒီမှာအဆင်မပြေ warning တုံးမှာ warning တုံးမှာဖြစ်တာမိအားကိုမြင့်ကျင်တဲ့အတွက်ကြောင့်မတူတာဒီလိုမျိုးတွေဆက်ထားတာနော်ဒီဘက်ကအဆုံးဆုံးရင်ဒီကောင်ကအစပေါ့အဆုံးဆုံးမတော်ဘူးနော်အဲ့လိုမျိုးအဲ့လိုမျိုးမျက်စိစုပ်ပါတယ်ဆိုပြီးတော့ဒီအစကြီးပဲလဲပေါင်းလိုက်လို့မရဘူးလားအစလေးစားတွေပေါင်းအဆုံးလေးစားတွေပေါင်းပြီးမရဘူးလားရတယ်ဘာယူချနော် ဒါအရှိုးကြီးဆုံးပဲပြတာသူ့မူရင်းစနစ်ကိုအရင်နားလည်ဖို့လိုတယ်နော်မူရင်းစနစ်ကိုတိကျကြည့်ထားမယ်နော်ဒီကောင်လေးကိုနည်းနည်းကြည့်ဆိုင်မယ်ဟိုနည်းနည်းပြန်ကြည့်ကြည့်မယ်နော်နားမလဲသေးဘူးအဲ့တော့အဲ့လိုမျိုးပတ်ထားတာရှိတယ်အဲ့တော့အရင်တင်ကန်းစာရင်မှာလည်းပြောတော့တယ် exactor quire ပတ်ရင်ဒီတိုင်းမီးမထွက်ဘူးအထုပ်လေးဆက်နှက်ထုပ်ကမီးမထွက်ခဲ့ဘူးနော်ဘယ်လိုပတ်ရမလဲဘယ်လိုပတ်ရမလဲဆိုရင်တူတူရဲ့ exactor quire အစအကွေဆိုတာ၄ကွေရှိသေးတယ်ဟုတ်တယ်မလားဒီ exactor တင်ကန်းစာမှာအရင်ကပြောသွားတယ် လေး quantum ဘယ်လိုပတ်လဲဆိုဒီ main quantum ဒီမှာတင်းနဲ့ကိုကိုဒီလိုမိုးခွေတော့ရတယ်တင်းနဲ့ကိုကိုလေးတော့အဲ့လိုမိုးတွေတင်းနဲ့ကိုတင်းနဲ့ကိုဆိုပြီးခွေတော့ရတယ်ဒီကောင်မှလည်း s နဲ့ပဲတော့ရတော့တာအထုပ်လေးစနေထုပ်ကိုစက်မပတ်တော့ဒီတင်းနဲ့ကိုတင်းနဲ့ကိုမှရွေးခွေတော့ရတော့တာပြီးတော့သူ့ရဲ့တုံးထားတဲ့ quantum gate ကလည်းဒီ main quantum gate နဲ့အတူတူပဲပြောရအရွယ်စားအတူတူပဲနော်ဟုတ်တယ်မဟုတ်လားဒါကြောင့်မို့လဲ gate တို့လို့နိုင်တာကြီးပေါ့အဲ့လိုမိုးလေးတော့ပဲပတ်ပြီးတော့ဒိုင်အုပ်ကိုလမ်းထောက်သွားတယ် ပြောရရင်ကတော့ဒီအထုပ်လေး12ထုပ်ကမိအားကိုထိမ့်ပြီးဖို့အတွက်ပဲလုပ်လို့တာဒီအစကိုမရှိဘဲနဲ့ဒီအထုပ်လေး12ထုပ်ကိုအဲ့လိုမတမြောင်းကြွားတွားပတ်ထားရင်မိထွက်မှာလုံးဝမထွက်ဘူးနော်ဟာ tree fade ဒီမှာကျတော့ဘာလို့ထွက်တာလဲ tree fade ဒီမှာတမြောင်းမဲကြော်ထားလို့လားမကြော်ဘူးလေနှမြောင်းတုံးမြောင်းနေကြော်ထားတာလေနော်ဟုတ်တယ်မဟုတ်လားနှမြောင်းတုံးမြောင်းနေကြော်ထားတာလေအဲ့လိုမျိုးပဲပတ်သွားတော့ဒါလေးပဲရှိရမျိုးရှင်ရင်းလေးပဲအဲ့တော့ဒီကောင်မှာတိုးတာ worrying point ရယ် ပြီးတော့ main coin လို့ခေါ်တဲ့တကယ် main coin ဆိုတာတချို့ကဒီ feed out ကြီးကိုလည်းပြောတဲ့အလဲအဲ့ဒါပြဿနာငင်းနေကြတော့เนาะလဲတဲ့ဟာမရှိရင်မိရဘယ်ဘယ်မလဲကိုရီးယားတော့မိတုံးတဲ့ကောင်က main coin ပဲပြောချင်တော့ AC coin ကိုပြောတာเนาะပြီးရင်ဒီ yield indicator ဘက်ကိုထောက်တဲ့ကောင်ကိုကြတော့ဟုတ်စား DC coin လို့ခေါ်တယ်ဘာဖြစ်လို့လဲသူက AC ထွက်လာတယ် AC ထွက်လာပြီးမှ diamond ခံပြီးတော့ DC ဖြစ်ပြောင်းပြီးတော့ feed out ကို carbon နဲ့လမ်းထောက်လိုက်တဲ့အချိန်မှာ feed out ကြီးတန်လိုက်ဖြစ်သွားတယ်ဒါကြောင့်မို့လို့အဲတန်လိုက်တဲ့အားကနေ less တဲ့အားဖြစ်လာတယ် သူ့ DC coin ဒါမှမဟုတ် exciter coin လို့ခေါ်တယ်အဲ့တော့ဒီကောင်မှာအဲ့လို၃ line ပါဝါပေါ့နော်ဒီကောင်ဒီကောင်ကတုံးပင်ဘူး2 line လာတယ်ဒီကောင်ကနှစ်ပင်ဘူးပေါ့နော်2 line ဆိုတာအစနဲ့အဆုံးကိုပြောတယ်ဒီကောင်လည်းအစနဲ့အဆုံးနော်အဲ့တော့ကြောင့်မို့လို့ဒီကောင်လေးကိုတစ်ချက်တစ်ချာတိထားရမယ်ဂျန်နာကတော့အတူတူပဲနော်ဖီလုတ်ပတ်တဲ့နေရအရင်ဟန်တဲ့အတူတူပဲဒါပေမဲ့အရင်ကတမြောင်းမဲချာတယ်အခုကငါးချောင်းချာသွားတယ် เนาะกูอ่ะ5ပြောင်းမချာကြည့်မှုဒါမွေးထည့်လို့ရလားရရထည့်ပါပြီစမ်းရထည့်เนาะကိုစီရောင်ကိုစနစ်ပဲဟုတ်တယ်မလားဒါပေမဲ့အရင်မကျွမ်းကျင်ခင်ကတော့ကိုကမကျွမ်းကျင်နေဆိုတော့ဒီဒူတို့ရဲ့မူရင်းစနစ်ကိုကြောကြည့်ရင်ဖြစ်ထားဘူးလို့လဲเนาะပြောရရင်တော့အခြေခံကိုပိုင်နိုင်မှုလို့လဲအခြေခံပိုင်နိုင်ရင်ကျန်တာလေးကိုကြိုက်တယ်လို့လို့ရတယ်ဒါပါကွိုင်းလဲဆိုတော့ဒီကောင်က warning coin เนาะဒီမှာ warning coin ဒီကောင်လေးကတော့တလိုင်းထဲမှာပဲတော့ဝင်နေမှာသုံးနေရတမြောင်းလေးတော့ဒီတမြောင်းလေးကိုပဲဒီဘက်ကထုတ်ပတ်တော့လဲအမြောင်းလေးပဲဝင်နေနောက်ထုတ်ပတ်တော့လဲအမြောင်းလေးပဲဝင်နေအဲ့လိုမျိုးတယောက်တော့ဝက်စီနေရယူကြရပေါ့ဆုံးအဲကျိုးဆက်ရွယ်ပုံတရားကြည့်မယ်နော်တို့ရဲ့မူရင်းဘယ်လိုဆက်လဲဒီကအစကိုယူမယ်ဆိုရင်ဒီဘက်ကအစုံနော်ဒီဘက်အစဖြစ်ထွက်တဲ့ဒီဘက်ကလည်းအစုံ ဟုတ်တယ်မလားမာဒီကအစုံယူမယ်ဆိုဒီဘက်ကအစဒီဘက်ကလည်းအစဟောဒီမှာအစနှစ်ခုပြည့်နေဒီဘက်ကပါလေအစုံပြောရမျက်နှာချင်းဆိုင်ဒီဘက်အထုပ်ကဒီဘက်အထုပ်မှာမျက်နှာချင်းဆိုင်တို့ကိုကြည့်လိုက်မယ်ဆိုရင်ဒီဘက်အထုပ်ကကောင်းတယ်အစုံယူတယ်ဒီဘက်အထုပ်ကအစုံကိုယူမယ်နော်မျက်နှာချင်းဆိုင်အစုံကိုယူမယ်ကျန်တဲ့ကလည်းတစ်ခုကအစတကယ်လို့ဒီကောင်ကိုအစယူထားမယ်ဆိုရင်သူ့ရဲ့မျက်နှာချင်းဆိုင်ထုပ်ကလည်းအစကိုယူမယ် ပြင်ဒီအလယ်နှစ်ထုပ်ကတော့အဆုံးဒီကောင်လေးအစကိုအတွင်းစကိုယူထားရဖြစ်တယ်ဒီကောင်လေးအပြင်စအဆုံးစအဲ့၄ပြီးအောင်အဲ့၄လိုင်းအောင်ပူးချီလိုက်တယ်ပူးချီပြီးတော့တပင်ထုတ်လိုက်တယ်အဲ့တော့စုစုပေါင်းရည်ကြီးရင်ဗန်ဒပင်ဖြစ်နေမှာတော့သုံးပင်ဘူးပတ်ထားတာလေသုံးလေးတုံးသုံးလေး၆တုံးတုံးလေးပေါ့တုံးလေးလီစနက်ပင်ဟုတ်တယ်မလားဟောဟိုဘက်ကကောင်နဲ့ကျန်တဲ့လေးစကိုလည်းအဲ့လိုပေါင်းချီပြီးလိုက်ရုံပဲအဲ့တော့ဗန်ဒပင်ဖြစ်လဲစနက်ပင်စနက်ပင်ဟုတ်တယ်မလားကေကြီးကိုအများကြီးပဲတို့ကဒါမျိုးချီထားတာဘာမှမဟုတ်ဘူး တော့ဒီကောင်နဲ့ရိုးရိုးစနစ်ပြန်ပြောင်းလို့မရဘူးလားကိုကကိုအဲ့ဒီ warning coin တွေဖယ်တပြီဒီလို main coin တွေပဲအရင်တိုင်းနဲ့မိုးရီလိုပဲပတ်မယ်ရလားရလေပါဖြစ်ဘူးနော်ဘာမှမဖြစ်ဘူးရတယ်ဒီကတော့ဒီကောင် warning 2ပေါ့ warning 2ပို့အဲဒီကောင်တွေကတော့တော်တော်တန်တယ်နော် coin တွေကများတယ်ဒီစဉ်းစားကြည့် coin တွေကတော်တော်များတယ်ဟိုရိုးရိုးတုံးကြီးလိုတဲ့ပေါ့အထက်မှာ coin ကိုအများကြီးပဲအဲ့တော့ရိုးရိုးတုံးကြီးလိုအဟောင်းတစ်လုံးကိုကိုရီးယား၁၀ရင်းနဲ့ရမယ်ဆိုရင် အဲ့ဒီလူကအင်ဒီနင်ဖြစ်နေမှာဒါပေမဲ့ဒိုင်နမိုအကြောင်းနားလဲတယ်ကွာဒီလိုဝါရင်းကွင်ပါတဲ့ကောင်ကို၁၀ရင်းလောက်နဲ့ရောက်ရင်ပတ်ကနေကောင်းမှာမှာတာနော်ရိုးရိုး၃ကီလိုဒါအခု၃ကီလိုတည်း၁၆ရင်းဖြစ်နေပြီနော်ကျော်နေ၂၀နားတောင်ကန့်နေလာမလို့ဒါ၃ကီလိုပဲရှိသေးတယ်ဒိုင်နမို၃ကီလိုအဲ့ရိုးရိုးတွေဒီလိုကောင်မျိုးအဟောင်းစေးနော်၃ကီလိုအဟောင်းစေးကို၁၀လောက်နဲ့ရပြီ၁၀လောက်နဲ့ရပြီဆိုရင်ဒီကောင်ရိုးရိုးဆိုရင်ဒါဝယ်ချင်မှဝယ်အောင်မတလို့ဝါရင်းကွင်ပါတဲ့ကောင်ဆိုအဲ့ဒါ တက်နေကောင်းပါတော့ဘာလို့လဲဆိုတော့အပေါ်မှာပါနေတဲ့ transformer coil လို့နေတဲ့တင်ကုန်မှာနှစ်သိန်းသုံးသိန်းကတန်းနေပြီเนาะအကောင်လေးတွေနေတဲ့အထင်တော့မတင်နဲ့နှစ်သိန်းသုံးသိန်းတန်းနေပြီเนาะဒီဝရီယာဒါပဲအဲ့တော့ဒီ warning coil ရဲ့ပတ်လန်းနေဆိုတာတချို့မော်တာတွေရဲ့ပတ်လန်းနေနေအတူတူကြီးပဲเนาะတချို့မော်တာတွေပတ်လန်းနေနေတချို့မော်တာတွေဒါမိုးကြီးပတ်တာဟိုက24 slot တွေဆိုတာမိုးပတ်တာများတယ်အဲ့လိုမျိုးအထက်လိုက်ထက်လိုက်ဒီလိုတစ်လိုင်းတစ်လိုင်းအဲ့လိုဝင်ကြတာ ော်အဲ့တော့ဒီလောက်ပဲเนาะဒီကောင်တေချာနားလဲမလို့တော်တယ်ဒီကောင်တေချာနားမလဲဒီဆိုတော့အရင်တင်ကားစာတွေပြန်ကြည့်မယ်เนาะ